အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education ကြည့်ချင်တာလေးပြန်နေကြကြပါရစေဒီနေ့မှာတော့ကျွန်တော်ပါနေဆက်ပေးသားမစ္စတာရော်ဒီလို2300ရဲ့ကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်တူတူကြီးလိုက်မယ်ပေါ့နော်အဲပွဲလေးဆောက်ပြီးတော့ရှာလိုက်ပါပြီလက်ရှိကတော့ကျွန်တော် rating က2265ပေါ့နော်2265 Okay ပွဲတော့တွေ့တော့တွေ့ပြီပေါ့နော် โอเคကျွန်တော်ဒီမှာ fresh နဲ့ပဲကစားမှာပေါ့နော် fresh နဲ့ပဲအဲ d45 ပေါ့ e5 ဆိုတော့ c5 နဲ့ကစားမှာပေါ့နော်ကျွန်တော် advanced line ဆိုတော့ဒါအဲ့ advanced line မှာဆိုလို့ဆိုရင်ကျွန်တော်တို့အမဲရဒီ d4 လေးကိုတိုက်မှာပေါ့နော်အဲ့ကျွန်တော်ဒီမှာ nice c စစ်ထပ်လာတယ် development လုပ်တယ် d4 square လေးကိုတိုက်တယ်ပေါ့ d4 ပေါ့နဲ့တိုက်ရပေါ့နော်အပြင်ကျွန်တော်အဲ့နံပါတ် queen b6 တွေပဲလာမှာပေါ့အဲ့တော့ အာဘယ်လိုမျိုးတွေချွေမလဲပေါ့ပုံမှန်ပြင်တော့ဒီနေရာမှာအဖြစ်ရဲ့ main move ကတော့ knight f3 ပေါ့နော် knight f3 လာပြီးတော့ပြန် save မယ်ပြီးရင် bishop e2 တွေ bishop d3 တွေအဲစသဖြင့်ထွက်တာမျိုးလေးရှိရပေါ့အဲ knight f3 လာတယ်နော်ပြီးတော့ queen b6 ပဲထွက်လိုက်မယ်ပေါ့နော် queen b6 အဲ d4 square လေးပဲထပ်ပြီးတော့တိုက်ထားမယ် အဲ A3 တဲ့ A3 မှာကြတော့သူ A3 idea သူကဘာလို့ရှင်းလာလဲဆိုတော့အဲသူတချို့ position တွေမှာဆိုရင်တော့တချို့ကစားသမားတွေကစားလိုက်တယ်ဗျာစားပြီးတော့လို့ဆိုရင် B4 တွေတက်လာတာမျိုးရှိဒါမှမဟုတ်လေတခါတည်းနဲ့ B4 တွေတက်လာပြီးတော့အမဲကိုရွေးချယ်ခွင့်ပေးရပေါ့နော်စားမလားမစားဘူးလားပေါ့အဲကျွန်တော်ဒီမှာတော့မစားတော့ဘူးကျွန်တော် close position လေးပဲရွေးချယ်လိုက်မယ်ပေါ့နော် C4 ပေါ့ C4 တက်လိုက် အဲပိတ်ထားလိုက်မှာပေါ့ဗျာဒီကွင်းဆိုင်ကြီးကိုပိတ်ထားလိုက်မယ်အဲ့လိုပိတ်ထားလိုက်တဲ့အခါမှာဒီပွန်ချင်းလေးကတော့အကျန်အကောင်းသွားတယ်အဲတခုရှိတာဒီ black bishop ဒီပေါ့နော်ဒီ light square bishop ပေါ့ light square bishop တွေကတော့နည်းနည်းလေးအဲထွက်ပေါက်မဲ့သွားတယ်ပေါ့နော်ဒါအားနေသွားတယ်ပြောလို့ရတယ် black bishop တကောင်ဖြစ်သွားတယ်ဒါပေမဲ့ပြဿနာမရှိကြ bishop d7 bishop a4 တွေလာလို့ရရင်ဒါမဆိုးဘူးလို့ပြောလို့ရတယ်အဲကျွန်တော် idea က main idea က knight a5 လာမယ်ပြီးရင် knight b3 တွားမယ်ပေါ့နော်အဲဒါလေးကစားမယ်ပေါ့ တစ်ဖက်ကလည်းအဲတချို့ position တွေမှာဆိုရင်တော့အဲဒါ B3 တွေပါပဲတက်ပြီးတော့ပြန်ပြီးတော့ခြေဖြတ်ပြီးတော့ကစားတာမျိုးတော့အဲရှိတော့ရှိရပေါ့အဲဒီမှာကျွန်တော် C4 တက်လိုက်တဲ့အတွက်ကြောင့်ဒီမှာဘာဖြစ်လဲဆိုရင်အဲတခုရှိတာကသူ့ bishop ကလည်းဟိုလာလိုက်မြန်ကျွန်တော် bishop D7 လေးပဲအရင်ထွက်ထားလိုက်မယ်နောက်လည်းကြာရင်ကျွန်တော် knight A5 သွားမယ်ပြီးတော့ knight B3 လာမယ်ပေါ့အဲကျွန်တော် knight A5 လေးလာလိုက်ပြီ အဲ့မှာတော့ night b 2 night b d 2လာနေမယ်အကျွန်တော်လည်းကျွန်တော် night b 3ခုံလို့ရတယ်ဗောနော်အဲဘာကြောင့်လဲဆိုတော့သူစားလို့ဆိုရင်ကျွန်တော်က bishop a4 လေးနဲ့အရင်ပင်ထားလိုက်မှာအဲတော့တော့မစားဘူးဗောနော်တော့စားလို့ဆိုရင်ကျွန်တော် bone structure တွေပြတ်တယ်မစားရအောင်မစားဘဲနဲ့ အပင်ထားလိုက်မယ်ပင်ထားပြီးသွားမှအဲဒီမှာဒီပင်ရှိမြဲရှိနေတဲ့ပြည်ကျွန်တော်တို့ဘာမှမစားဘဲနေလို့ရသေးတယ်ပေါ့နော်အဲကျွန်တော် night လေးပဲ development လုပ်မယ် night 5တွေပါလာမယ်ပေါ့ဒါမှမဟုတ်လည်းကျွန်တော် night ကိုအဲ night ဒါဆိုရင်တော့သူကဒါဆိုကျွန်တော်စားလိုက်စားလိုက်တော့မယ်ပေါ့နော်ပင်မရှိတော့ဒါဆိုကျွန်တော် bone structure မပြတ်တော့ ဲအဲ့လိုမျိုးပြောချင်တာပေါ့ပြီးရင်ကျွန်တော်အဲ့တိုင်းမဲ့ night cc လာ night a5 ပြန်လာပြီ night ကို b3 မှာပြန်ထည့်ထားပြီးတော့အဲ bishop a4 လေးမှာပြန်နေလို့ရတယ်အဲတချို့တချို့တော့ position နဲ့မှာကျွန်တော်ဒီ black ဒီ light square bishop ကို bishop c2 ကနေပြီးတော့ bishop g6 တွေပြန်ပို့ထားလဲရတယ်အဲ့လိုဆိုလို့ဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီ french မှာအများရန်ပိတ်မိနေတဲ့ light square bishop ဒီအဲပြဿနာမရှိတော့အဆင်ပြေသွားရည်ပြောလို့ရတယ်ပေါ့ okay ဒီမှာလဲကျွန်တော်ကတော့ဒီမှာ close position ကစားထားတယ်အဲ့တော့ ဘာဖြစ်ဖြစ် live square bishop ကလည်း loser မှာအဆင်ပြေတယ်ဒီဘက်ကအဲ center ကိုသူကဖွင့်ဖို့ဆိုတာလည်းမလွယ်ကူသေးဘူးမလွယ်ကူသေးတဲ့အနေထားတစ်ခုမှာကျွန်တော် king က center မှာပဲရှိသေးတယ်ဆိုတော့ဒါ fine လို့ပြောလို့ရတယ်အဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော် okay အဲ့တော့သူကနည်းနည်းတော့ဆင်းတော့စဉ်းစားရတယ်တော်လေ 9G5 တွေ A4 တွေ A5 တွေလာပြီးတော့အဲကစားမလားပေါ့เนาะဒါလည်းအဲစဉ်းစားစရာတစ်ခုပဲပေါ့ ကျွန်တော်နိုင်အာကျွန်တော် line ကြသွားတယ်လို့ပဲကျွန်တော် reconnecting ဖြစ်သွားတစ်ချက်မလုပ်ကြအောင်နော်အဲ့လိုမျိုးကျွန်တော် reconnecting ဖြစ်သွားတယ်ကျွန်တော် line wifi line ကြသွားတယ်ထင်တယ် okay အဲ့တော့ကျွန်တော်ဒီမှာ line နေ့တစ်ချက်ပြန်ပြီးပြောင်းကြည့်လိုက်ပါဦးမယ်အပေါ်ရကောင်းနေပြီဗျအပေါ်ကောင်းတော့မှ နော်နေထိုင်နေလိုင်းကြပြီးတော့အရှုံးနေအောင်မယ်ရီကွန်နက်တင်ဖြစ်သွားโอเคပြန်တော့တတ်တတ်လာပြီတဲ့အဲကျွန်တော်10မိနစ်10မိနစ်လောက်ပါသွားထင်တယ်အချိန်10မိနစ်လောက်ပါသွားမယ်ထင်တယ်โอเคကျွန်တော်ပြဿနာလောက်ဆယ်ကျွန်တော်ဒီမှာ night see ဆေးပါနော်ဒါလိုင်းလေးတော့ change တော့ change တော့အာ game ban နဲ့ဖြစ်သွားတယ်မြတော့အာ reading blind ပါသွားတယ်ဗျာအဲ့ရအဆင်ပြေဘူး ကိုးတော်ကြာသွားတယ်အဲ wifi စီးထုတ်သွားတယ်ဗောနော်ကျွန်တော် wifi စီးထုတ်သွားโอเคအဲ့တော့ကျွန်တော်ဒီမှာကောင်းနေပြီဗျ position ကကျွန်တော်ဒီမှာ night က c set တော်ပြီးတော့ night a5 ဖိလာမယ်ပြီးရင်ကျွန်တော်ဒီ queen side ကို close ထားပြီးတော့ပြီးရင် bishop e7 လာမယ် အဲပြီးရင်ကျွန်တော် long cassette လောက်လိုက်လို့ဆိုရင်အဲအဆင်ပြေရပေါ့နော်ပြီးတော့မှကျွန်တော်အဲ့နောက်မှာအကုန်လုံးဆင်ပြေရမှာဒီဘက် gain side ကို h 8 g 5တင်အဲလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ဆိုရင်တော်တော်ကြီးဟိုအခြေအနေကောင်းသွားပြီဟုတ်ပါဗျာအဲ breeding က9000ကျသွားတယ် okay အဲ့တဝဲလောက်ထပ်ပြီးတော့ဆော့တော့ဆော့ကြည့်အောင်ပါဗျာဒိုင်းတော့ chain တော့ chain ထားတယ်အဲ့တပတ်က2 3 6 okay အဲ့ကျွန်တော်ဒီမှာဖြိုးရနေပြီးတော့ အဲ D4 ပဲကစားပါမယ်နော် D4 D4 knight f6 မှာကျ C4 ပဲပေါ့နော် C4 C4 C5 ဇာတ်အဲ့ဒါဆိုတော့ဘယ်တော့နေကျွန်တော်ကျွန်တော်ဒီ knight f3 ခုံနေပြီးရင်ကျွန်တော်ဒီမှာ knight လေးနဲ့စားရဲပေါ့နော်အဲ့ပြီးရင်ကျွန်တော် knight c3 လာမယ်ပြီးတော့ marosi ပိုင်းနဲ့တွောင်းမယ်ပေါ့ e4 တက်မယ်ပေါ့နော် e4 တက်ပြီးတော့ကစားရဲပေါ့ evil ဘီကလာတဲ့အခါမှာပြင်ကျွန်တော်အဲ့မှာနောက်ထပ် idea တွေနည်းလဲဆိုလို့ဆိုရင်ကျွန်တော် bishop အာဒါဆိုရင်ကျွန်တော် bishop e3 တော့လို့ဆိုရင်ကျွန်တော် bishop knight g4 လောက်လာပြီးတော့အဲကျွန်တော်ဒီ bishop ကိုလာပြီးလဲနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် bishop e2 လေး development ရေလောက်ထားလိုက်မယ်အာ knight g4 ကိုတားထားတယ်ပေါ့အဲ bishop e3 လေးနဲ့ဒီ development လောက်ထားပြီးကျွန်တော် long shortcut ဆက်ချိန်မယ်ပေါ့နော်ဒါဆိုရင်အာအဆင်ပြေရပေါ့အဲ့နောက်မှာဟိုအာဒီမှာက ဟိုဘာကြီးလို့ရလဲဆိုတော့ဆင်ကျွန်တော် after 3တွေဘာကြီးတက်ပြီးကစားလိုက်ရ queen t2 လာမယ်ဒါပြေကျ rook ac1 တွေ rook d1 တွေဒါတော့လည်းဒီ queen side ကိုလာမယ်တဲ့ okay ဒါ knight g4 ခုံညင်နေဆိုတော့တဘောတော့ရှိရရှိရပါနော်အဲ့တော့ after 3လေးပဲတက်ထားလိုက်မယ်။ night 4မလာနိုင်တာထားရဲ king အစိုးအခြေအနေတွေမှာတော့ king 87တွေပါတော့ဒါတာမျိုးတော့ရှိရောရှိရပေါ့။ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော် after 3လေးရတာပို့ပြီးတော့ save ဖြစ်တယ်ပေါ့နော်။ဒီ e4 ပွန်းလေးကိုလည်း supporting ပေးထားတယ်။အဲ g4 ကိုမလာနိုင်အောင်လည်း night 4မလာနိုင်တာထားထားတယ်။အဲ့တော့ f5 တွေပါတယ်များတက်မှာလား။ အထူးတော့ထူးဆန်းတယ်လာရအ5တွေပဲတက်တယ်တက်ဗျာကျွန်တော် queen d2 လေးပဲလာထားလိုက်မယ်ပေါ့နော် queen d2 အဲ bishop d7 နဲ့ okay bishop d7 ဆိုတော့ကျွန်တော် ref d1 လေးအာပို့ထားလိုက်မယ်ကျွန်တော်ဒီမှာဒီ d5 ဒီစစ်ပုံးလေးကိုလည်း pressure ပေးထားမယ်အဲဒီမှာ rook a c1 လေးပြန်ခေါ်လာလိုက်မယ်အဲဒါဆိုလို့ဆိုရင်တော့အဲဘာတွေ့ရလဲဆိုလို့ဆိုရင် အဲတော့လည်းတချို့အချိန်တွေမှာ 9E5 တွေပါလာပြီးတော့ C4 လေးကို pressure ပေးတာမျိုးတော့အဲရှိတော့ရှိရပါတော့။အဲဒီမှာက음 AC ပါပဲလောလောဆယ်တော့။အဲကျွန်တော် B3 လေးပါထပ်ထပ်လိုက်လို့ဆိုရင်အဆင်ပြေသွားပြီပေါ့။အဲဒါပဲပေါ့နော်။ B3 ရဲ့တိုင်းပဲပေါ့။အဲဒီ bond လေး structure လေးတွေကကောင်းသွားပြီပေါ့နော်။ဒီ bond structure လေးတွေ AC ပဲ။အဲ9 D5 တွေပါခုံလို့ရတယ်။အဲဒါ queen A5 တွေပါလာတာမျိုးလေ။အဲတချို့အချိန်တွေမှာရှိတယ်။ဒါပေမဲ့ queen A5 လာလို့ဆိုရင်ကျွန်တော်ဒီအချိန်တွေမှာဟိုကလောလောလေးရတယ်။ အဲ95ဒီပါရတော့ခုံလို့တော့ရတော့ရတယ်ဗောနော် H4 တဲ့ H4 ကတော့အဲ gain site ကိုသူက space ထည့်ထားတယ်ဗောနော် gain site ကို space ထည့်ထားတယ်အဲကြောင့် H3 လေးနဲ့ပဲတောက်ထားရအောင်မတခြားတော့နော် H3 လေး H3 တောက်ထားတာကတော့အဓိကတော့ကျွန်တော်လည်းကြာကျွန်တော် F4 လေးကန်လို့ရ F4 နဲ့ဒီ night ကိုလည်းမောင်းခြင်းလည်းမောင်းလို့တော့ရတယ်ဗော ။နော်ဘက်ရှော့လေးပြန်ပြီးတော့ထည့်ထားလိုက်ရမယ်ဘက်ရှော့ F1 ပေါ့နော်ဘက်ရှော့ F1 ကကြာအဓိက Queen F2 လောက်ပြီးတော့ဒီ H4 လေးတဲ့အာတော်ပြီးချိန်လို့ရတယ်ပြီးတော့အာဒီ night မရှိတော့ဆိုရင်ဘက်ရှော့က B6 စီပါလေအဝင်လို့ရတယ်ပေါ့အဲဒါတော့အဖြူကအမဲကိုချုပ်ပြီးတော့ကစားထားပါဘောနော်ဒီ D5 square ကိုချုပ်ထားတယ်အဲကစားကောင်တွေကအ space တွေလဲတားတယ်ပေါ့ အဲ့တော့ရထားရဆိုလို့ဆိုရင်လည်းကျွန်တော် file မှာအဲထုတ်ပြီးတော့နေရာယူထားတဲ့ C file နဲ့ D file နဲ့မှာနေရာယူထားတယ်အဲ့တော့ဒီ channel မှာတော့ Queen A5 တော့လာလို့တော့မကောင်းတော့မကောင်းဘူးပေါ့နော် Queen A5 လာလို့ဆိုရင်အဲ့တော့ night bishop လာတယ်တဲ့ Okay bishop လာကျွန်တော်ဒီမှာခုနကျွန်တော် idea အတိုင်းပဲကျွန်တော် Queen လေးကိုအဲဒီနားလေးမှာထည့်ထားတယ် F2 F2 ကတော့အဲဒီ diagonal လည်းရှိမယ်ပြီးတော့အာကျွန်တော်ခုနပြောသလိုမျိုးပဲ H4 လည်းချိန်ထားတယ်ပေါ့ ဒီ H4 ဒါ G5 နဲ့ကြီးတဲ့ Okay အဲ bone structure တွေကတဖြည်းဖြည်းနဲ့အာဝိသွားမယ်လို့တော့မြင်နေပေါ့နော်ဒီကောင်ကြီးတွေကဒီ structure ကြီးတွေကအဲကြောင့်ပြန်ပြီးတော့အဲကောင်လေးတွေပုံးတွေနည်းနည်းလိုက်ဆောက်မယ်ပေါ့နော်အဒီပုံးကအရှိကျွန်လာတယ်ပေါ့တဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်လာတဲ့အခါကျတော့အဒီပုံးလေးကိုဆွာကျင်သွားပြီးပြီးတော့9 f5 ကလည်းဝင်လို့ရသွားပြီပေါ့နော်အဲ့ဒါကြီးကသူ့အတွက် position နဲ့ရပြောမယ်ဆိုရင်သူနှိမ့်နေတော့ပြောမယ်ဆိုရင်ဒါကဒီမှာ f6 လည်းတက်လို့မရအောင် f6 တက်ဆိုရင်ကျွန်တော် e6 ခွာလို့ရတယ်ပေါ့နော် အဲ့ဒီ light square ကြီးကအားနေွားတယ်လို့အဲပြောလို့ရတယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ night f5 လေးခုံလာလိုက်မယ်ပေါ့ night f5 လေးခုံလာလိုက်မယ်ပြီးရင်နောက်တစ်ခါကကျတော့ d5 ကိုပြန်ခုံလာလို့အဲရတယ်ပေါ့နော် night f5 နဲ့ night d5 တွေနဲ့အဲကျွန်တော် night ကိုလာပြီးတော့အဲရှင်းကျင်တယ်ဆိုတော့အနေထားတစ်ခုတော့ရှိတယ်အဲဒါပေမဲ့ကျွန်တော်အဲ့ဒါကဘာလို့လို့ရနိုင်မလဲဆိုတော့အဲပေးလိုက်လို့ရမလား ဒီ night ကို night ကို level လိုက်လို့ဆိုရင်ကောင်းမလားပေါ့အဲဒီ night 5ခုံလို့တော့ထပ်ခုံရင်လို့ဆိုရင်တော့ bishop take f5 စားဗျာပြန်စားပေါ့နော်အာပြန်စားပြီးတဲ့နောက်မှာကဲကျွန်တော်ကဲတော့ရတော့ရပါတယ်ဒါမှမဟုတ် night ကို d4 လေးပဲပြန်ခုံထားမလားပေါ့ 986ကချက်လို့ဆိုရင်986ကချက်လို့ဆိုရင်ကင်းက G7 လောက်ပဲပေါ့နော်ကင်း G7 လောက်ကင်း G7 လောက်တော့မှ9 G4 ပြန်သွားလဲသွားစားတော့ရတော့ရတယ်မတားထဆာရင်ကျွန်တော်ဘာလို့လို့ခင်ပိုကောင်းနိုင်မလဲဆိုတော့ IT4 ပဲပြန်နေရမလားပေါ့နော် IT4 ပဲနေရမလား95ကိုသွားမလား95သွားရင်တပါလို့မလား95သွားရင်သွားစားမှာပေါ့နော်ဒီ F5 ကိုစားဖို့က ရခိုင်နှုန်းမြားတယ်ပေါ့အစားတော့လဲစားပါဗျာစားပြီးသွားလို့ဆိုရင်အာပုံကကျွန်တော်ပုံ F5 ရောက်သွားမယ်ဗျာ F5 ရောက်သွားတဲ့အခါမှာနိုင်ပြီပြီမစိုးတော့မစိုးဘူးနော် space ကြီးရထားမယ်ဒါ90ဘီရှော့တွေကတော်တော်လေးအောက်နေမယ်ပေါ့ပြီးတော့မှကျွန်တော်ဒီ F4 လေးပါပြန်ခွဲကျင်တယ်အခွဲလို့တော့ရတော့ရတယ်ပေါ့โอเคကျွန်တော် space ခိုင်းလိုက်မယ်ဗျ95လေးသွားလိုက်စားရင်ကျွန်တော်ဒီလောကလေးစားလိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော်တွေတော်တော်လေးတော့စီးွားတယ်လို့ပြောလို့ရတယ်ဗောနော်အဲတက်27နေပါလေလာလို့မကောင်းတော့ Knight B6 တွေပါခွာလို့ရတယ်ဗောနော်အဲ့ဒါလေးတွေပြန်ကြည့်ရအောင်27နဲ့ဒါချိန်မဲ့ကွက်တွေပါလေသူတက်ကမကောင်းဘူးဗော E6 တက်လို့လည်းမကောင်း E6 တက်လည်းဒီ D6 ကြီးကဝိပါမှာဗောအဲ့ဒီ D6 ကြီးကကြာမှာဗောနော် E6 တက်လို့ဆိုရင် ပြီးတော့ night ကိုကကျွန်တော် night c3 night e4 ပြန်ပြီးတော့လှည့်မယ်ဆိုလဲလှည့်ပြီးတော့ဒီ g5 လေးကိုအဲ pressure လာပေးမယ်ဆိုလဲပေးလို့ရတယ်ဟာသူကဒေလိုကြီးလာတယ်တဲ့ဘာဖြစ်လို့လဲဘာကြီးဘာလို့ကြွေးရလဲမသိဟာဒါကြီးကနည်းနည်းဒီ surprise ပဲဗောနော်ဒါကြီးကအဲကျွန်တော်ဒါစားလို့ရတယ်ဒါစားဗျာ ဒါစားပြီးကျွန်တော် F4 ပါတက်လာလို့ဆိုရင်အဲ့ဒါကျွန်တော်တော်တော်သားသွားမှာပဲ space ရအစားလို့ဆိုရင်အစားဗျာပြင်ကြ G5 ထပ်တက်လို့ရတယ်ဟောတင်းတော့ထင်ပါတယ်တလလာမယ်လို့တော့ထင်တော့ထင်လိုက်ပါတယ်ဒါအဲ့ဒါကျွန်တော်စားမှဖြစ်မှာဗျာကျွန်တော်စားလိုက်လို့ဆိုရင်တော့ another F3 တွေပါနဲ့ခွာခွာတွေပါလုပ်မယ်ပါညာပေါ့အဲ့ကျွန်တော်စားမှဖြစ်တာမစားဘဲနဲ့ကျွန်တော် G5 ထပ်ကန်လိုက်လို့ဆိုရင်ဘယ်လိုလုပ်မလဲပေါ့သူ တော့မဆောင်းဘူးပေါ့နော် G5 ထက်ကန်လိုက်မယ်အဲ့ဘီရှော့ကိုမောင်းနိုင်မယ်ပေါ့ဒါဒါဆိုရင်တော့ကျွန်တော်ဘီရှော့လေးနဲ့ပြန်စားထားလိုက်မယ်ပေါ့နော်ဘီရှော့နဲ့ပြန်စားထားလိုက်မယ်အင်းအနေရောများတယ်ဗောနော်တူးတော့ အာကျွန်တော်ဘာလို့လို့ကောင်းမလဲမသိဒီနေသားမှာကျွန်တော်ဘာလို့လို့ရနိုင်မလဲပေါ့အဖိုးတော့ဆိုရင်လည်းသူကအဲ night g4 ကြီးလာမယ့် question ရယ်ပေါ့နော်အာ rook တွေဘာတွေတော့ဒီ file ကနေတော့ဆွဲကျွန်တော်ဆွဲတော့ရတယ် g6 ကလည်းတိတ်ပြီးတော့သုံးမဝင်သေးဘူးလို့ဆိုစမ်းပါ ကင်းနက်2လေးသွားထားလိုက်တာကောင်းမှာထင်တယ်ကင်းနက်2သွားပြီးတော့ကျွန်တော် root ကိုဒီအာ h find လေးသွားထားတာပေါ့နော် rich find လေးသွားထားလိုက်ရင်မစိုးဘူးထင်တယ်အဲ့ဒါကင်းနက်2လေးတစ်ချက်တော့တက်ထားလိုက်ပါဘောနော်ကင်းနက်2ကင်းနက်2ရဲ့ idea ကတော့ကျွန်တော် root သွားခြင်းလို့ပေါ့နော် root သွားခြင်းလေ rich one သွားခြင်းလေပေါ့ အဖိုးတက်လို့စင်နိုင်ကြီးဖိုးလာမှာဆိုတော့ကျွန်တော်မတက်တာပေါ့နော်အဖိုးတွေတက်လို့ရရင်တော့ပိုကောင်းတယ်အဒီမှာကျတော့ကျွန်တော် Bishop H3 တွေပါသွားလို့ရပါကြီးအာဒီခုန F3 ရခွားခွက်လည်းမရှိတော့ဘူးတော့ E6 တက်လို့စင်ကျတော့လေအဲသူ့ရဲ့ D6 ကြီးကတော့တော်တော်တော့ဝိသွားမယ်ပေါ့နော်ကျွန်တော်အဲ့လိုတော့မြင်တော့မြင်တယ် ဒါ e6 တော့တက်တော့တက်နိုင်တယ်ဗောနော်ဒါကျွန်တော်စားလို့ဆိုရင် fi ကပွင့်လာမှာဆိုတော့တက်တော့တက်နိုင်တယ် e6 တက်လို့ဆိုရင်ကျွန်တော်ဘာလို့လို့လောက်အောင်လဲ e6 တက်ကျွန်တော် f6 ပဲတက်မလားဗော e6 ဆိုကျွန်တော် f6 တက်ပြီးတော့သူစားလို့ဆိုရင်ကျွန်တော် bishop ပြန်စားဗျာပြီးတော့မှကျွန်တော် queen နေတဲ့ဘက်နဲ့လက်ပြန်လိုက်စားဗောအဲ့ဆိုရင်တော့ကျွန်တော် fi နဲ့မပွင့်ဘူးဗောကျွန်တော်ထင်းတဲ့အတိုင်းပဲတက်တယ်ဗောနော် e6 တက်တယ် โอเคอีเสตัดเด้ဆိုတော့ G6 ตัดလို့ရတယ် G6 ตัดလို့ရတယ် App set ตัดလို့ရတယ် App set ตัดရင်ဒါစား အပ်စပဲတက်တော့နော်ကျွန်တော်ဟိုဟာ F5 ဘွဲ့မှာဆိုလို့ပေါ့နော် F5 ဘွဲ့မှာဆိုတော့ကျွန်တော်မတက်တော့ဘူးဒါစားလို့ဆိုရင်တော့ဒါပဲသွားစားအောင်ပေါ့ Okay အဲ့ဒီမှာကျွန်တော်ဆက်ပြီးတော့လိုက်ရမှာပေါ့နော်ဒီမှာကျွန်တော်တော့ဆယ် D5 ကိုတော့လောလောဆယ်ပြန်တော့မစားသေးဘူးเนาะကျွန်တော် HMI လေးပဲယူထားလိုက်ရမယ်အဲ D5 ကိုလောလောဆယ်မစားသေးဘူးဒီကောင်လေးရတယ်ပြန်ညှိနေသေးရယ်ဗောနော်โอเคတော့လည်းပြန်ပြီးတော့ ဒီកောင်းလေးကို ပြန်ပြီးတော့ယူထားတယ်တဲ့โอเคဒါဆိုရင်ဒါဆိုရင်ကျွန်တော်ဒီမှာမလွတ်လွတ်ရနိုင်မလဲဆိုတော့25ဆိုတော့ဆိုရင်တနက်ကြီး file လာနိုင်တယ်ဗျာနက်ကြီး file လာနိုင်တယ်နက်ကြီး file စာနက်ကြီး file စာရင်ကျွန်တော် rotate router စာလို့တော့ရတယ်အဲကျွန်တော် bishop လေးကိုပြန်ပြီးတော့ activate လုပ်လဲရတယ်ရ bishop ဒီကထွက်ပြီးတော့အာ bishop ပြီးတော့မှ F4 တွေပါလိုက်တက်လို့တော့ရတယ်ဗျာနော် risk ကိုချိန်ထားပြီးတော့အဲ bishop လေးရင်ထွက်လိုက်မှာပေါ့နော်ဟုတ်တယ် intermediate move တွေပေါ့နော်တခါနဲ့ဒီကောင်ကြီးကိုစားလိုက်လို့ဆိုရင်အဘာမှမရသေးဘူးအဲ့အချိန်မှာကျွန်တော်သူ့ pressure လေးထပ်ပေးမယ်ပေါ့ပြီးရင်ကျွန်တော် bishop လေးလာလို့ရတယ် F4 လက်တက်လို့ရကျွန်တော် bishop လေး active ဖြစ်သွားမယ်အဲသူ့ night ကိုလည်းထပ်ပြီးတော့မောင်းခွင့်ရပါမယ်ပေါ့ဒါတွေကမဆိုးဘူး ကျတော့ queen နဲ့ dwarf ဆားလို့ဆင်ကြတော့ g5 ကြီးကြမှာဆိုလို့ပေါ့နော် g5 ကိုကဒီနှစ်ကောင်ကထိန်းထားရတာဆိုတော့ဒါသူ့ rook ကိုချိန်ထားဖြစ်တဲ့အတွက်ကြောင့်အဲ rook ကရှောင်းမှာမရှောင်းကျွန်တော်စားမယ်ပေါ့နော်အဲ့လိုမျိုးလေးအချက်မှာတမ်ပိုကအရေးကြီးရပေါ့နော်ရွှေလက်တဲ့ရတဲ့ချိန်မှာအကိုရွှေလက်တဲ့ကိုပိုင်ပိုင်နိုင်နိုင်နဲ့ထီထီမိမိနဲ့ရွှေဖို့လိုရတယ်ပေါ့ဒီ5ကိုစားကြရင်စားတော့ရတယ်ဒါပေမဲ့အဲ့စားပို့ပြီးတော့ဟိုတိုက်ရှစ် မြည်နည်းနည်းလေးမြည်ရင်ပဲပေါ့နော်ပြီးတော့ကျွန်တော် F4 F5 F6 တဲ့ပုံတော့၆တက်တော်လေးရတယ်အဲတမ်းပြီးတော့ F4 တက်လည်းအဲရတယ်ပေါ့နော် F4 တက်တဲ့ဆို9 G ဆက်လာ9 G ဆက်လာ F5 ထက်တက်ပြီးရင်ကျွန်တော် F6 တွေပါထက်ချက်အဲအဲ့လိုမျိုးလေးလုပ်လို့ရတယ်ပေါ့ခရမ်တော့၆အဲ pressure ပေးသွားလို့တော့ရတယ်ပြီးတော့အာ 别说地府车，这的车呢，我呢，咱们明天去，去打打打打一下，你听。第二个车呢，我们刚过。 အဲ့ဒါစဉ်းစားစဉ်းစားရနေအခုနပေါ်ရတယ်ဗျာ line ကဟိုဘလို့ကတော်တော်ဆိုးတယ်ဗျာနေထိုင်နေဟို radian နဲ့ plus 9တော့9 9တော့ရောသွားဒီဘက်ကတော့ကျွန်တော်နိုင်မှုများတယ်ပေါ့နော်နိုင်မှုများဆိုတော့ကျွန်တော်နည်းနည်းလေး position တော်တော်လေးစီးရလို့ပြောလို့ရတယ် အတူစားကောင်းနေကျွန်တော်ချုပ်ထားတယ်ဗောနော်ချုပ်ထားတယ်လှုပ်လို့မရအောင်ပြင်တယ်လှုပ်ွက်ပြောင်းနေဗောအဓိကကတော့အားကြောင့်ဒီမှာ F4 အရင်တက်လဲရရယ်နော် F4 ရင်တက်ပြီးတော့မှအဖိုးတက်ပြာအဖိုးတက်နိုင်ကပြီးနိုင်ပြီးရဲ့ခါမှာအဲဘစ်ရှော့နဲ့ချလိုက်လို့ရတယ်ဘစ်ရှော့နဲ့ချလိုက်ရအဖိုးဆိုရင်ဟိုကလည်းတားထားပြီးသားပဲဆိုတော့ကျွန်တော်အဖိုးလေးတက်လိုက်မယ် 阿弟 G5 过来，大概没事啊。G5 阿姐拿来，阿弟，他妈妈 hold 住呢，真好喝啊！阿弟，奈奈个鞋没，不呢？没事啊，没没事啊，divorce 的，阿福说卡瓜里罗西罗西的，阿弟哪只鞋来？哪只鞋？几只脚空了？哪只鞋的？真、呃呃呃呃呃呃呃、好，没事啊，divorce 的，不呢？没事啊，divorce。 စတီဖို့ချက်ဆိုင်ရင်ဒီဘာလောက်မလဲတော့အဲ့စတီဖို့နဲ့ချလာမယ်ဗျာအပ်စနက်ကားလေးတဲ့โอเคအပ်စနက်ကားလေးအချိန်မှာကျွန်တော်ဒီကောင်းလေးပင်မဲထားလိုက်မယ်ဗောနောပင်ထားလာပြီးတော့အာဒီမှာနည်းနည်းလေး pressure လေးတော့ပေးလိုက်မယ်ဗျာ pressure f5 လေးနဲ့ pressure f5 လေးနဲ့ pressure တော့ပေးထားလိုက်မယ် night day night day နိုင်အီဇက်ဘန်သွားလို့လည်းမကောင်းနဲ့အီဇက်ဘန်သွားရင်ကျွန်တော် rotate ခါကြီးစားလိုက်လို့ရတယ် rotate နိုင်စားလိုက်လို့ရတယ် rotate နိုင်စားပြီးတော့မှ best rate access စားလိုက်လို့ရတယ်အဲ့တော့ဒါကင်းရင်ရှောင်းနေတဲ့အကင်းရင်ရှောင်းတော့လေကျွန်တော်ဘာလို့လို့ရနိုင်မလဲဆိုတော့အဲချက်ပြီးတော့ queen light လို့တော့ရတယ်နော်အဲ queen light လို့ကောင်းမလား queen light လို့ကောင်းမလားဆိုတော့ light လို့တော့ရတယ်နော် ဟုတ်တယ်ကျွန်တော်စားဗျာအဲစားပြီးတော့ကျွန်တော် queen c2 နဲ့ queen d3 နဲ့ချက်လို့ရတယ်စားပြီးတော့ queen d3 နဲ့ချက်အဲ့တော့ f5 ကလည်းမကောင်းဘူးเนาะပြီးလို့ဆိုရင်လည်းအဲပြီးမကောင်းကမကောင်းဘူးအဲ့လိုလည်းမြန်စားလိုက်မယ်ဗျာစားပြီးတော့ဒီလိုလေးကျွန်တော် queen နဲ့ပဲချက်မယ်ပေါ့ ကင်းရအိုင်နာလေးမှာပြန်ပြီးတော့ဟိုလိုလိုဒီလိုလုပ်တယ်ပေါ့နော်အဲ့လေကျွန်တော်တကယ်တော့ဒါစားချက်ပြီးတော့အာဘေးရှောင်းနဲ့ဒါစားလိုက်လို့ရတယ်အဲ့ဒါကျွန်တော် green ရတယ်ဟောရုတ်နဲ့စားလို့ဆိုရင်သူက root နဲ့ပဲပြန်စားမှာကင်းနဲ့စားလို့မရအောင်အဲ့ကကြာမှာဘေးရှောင်းတိတ်ပုံအောင်စားပါဗျာနော်အဲ့လိုရတယ်အဲ့ကြ root နဲ့တိတ် root နဲ့စားသက်စားချတာအကင်းနဲ့စားလို့မရဘူးပေါ့နော် အဲကျွန်တော်ဒီမှာ version နဲ့ပုံစားချက်လိုက်မယ်အကွင့်ရပါတယ်โอเคကျွန်တော် resign လုပ်သွားပါဘောနော်ဒီဘက်ကတော့မိုက်တယ်ကော့ကတော့ပြင်ကြိုက်ွားအဲโอเคဟုတ်ပြီအဲ့တော့အဲတပွဲကတော့စတာကျွန်တော်တပွဲပဲဆောက်မယ်ဆိုပြီးတွေးထားပါဘောနော်ဒါပေမဲ့လည်းပထမဆုံးပွဲကတွေးရတိုင်းပဲကျွန်တော်လိုင်းရဆေးထိုးပါတယ်ဆေးထိုးရလိုင်းရဆေးထိုးရတဲ့ခါကျတော့ကိုကြွားပါအဲကျွန်တော်တော့ဒုတိယပွဲထက်ကစားတာပြန်နိုင်တော့တော်တယ်ဘောနော်အာ brilliant မပါဘူးပြမပါဘဲနဲ့ဘာလို့ပြထားလဲမသိဘူး โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့အဲဒီနေ့ကစားပွဲလေးကိုလာရောက်အားပေးကြတဲ့ကြားရှင်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံအောင်အားလုံးပဲကျေးဇူးပါခင်ဗျာ